ကပတိန်အမေရိကဖြစ်ရလွယ်တာမဟုတ်ဘူးဖိအားရဲ့အရန်များတယ်လူတန်းကကို့ကိုအားကြတဲ့အကြည့်မျိုးနဲ့ကြည့်ရတဲ့အချိန်မှာကို့အနေနဲ့အမားမရှိအောင်နေရတယ်အဲဘယ်လိုပြောမလဲကို့ပတ်ဝန်းကျင်ကလူတွေကိုကြောင့်မလို့ထိခိုက်မှာကိုစိုးရင်ရတယ်အဲ့ဘယ်လိုပြောမလဲလွန်ဆွဲနေတဲ့အရာတွေအကုန်လုံးဆမ်မွေစင်ကပေါ်လွင်အောင်တရုတ်ဆောင်ပြသွားလိုက်နေဗျာအန်ဂိမ်းထွက်ပြီးသွားတဲ့အချိန်မှာဒါလုံးဝတော့ရှောက်ထိုးဆင်းသွားတယ်နောက်ပိုက်ထွက်တဲ့ကားကြီးကလည်းတကားနဲ့တကားအချိတ်ဆက်မရှိသလိုဖြစ်နေရယ်ဒီကားရဲ့မှာအဲ့ဒါကြီးအကုန်လုံးတတ်နိုင်သလောက်ရအောင်ဆွဲစီပြီးချိတ်ဆက်သွားပြရယ်လူတွေပြောသလောက်တော့ဒီကားကြီးကဂွမ်းနေရမဟုတ်ဖေးနေရမဟုတ်ဘူး ဆမ်မွေလ်ဆင်ရဲ့ character development ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကားကိုကြည့်ဖို့အတွက်မဖြစ်မနေကြည့်ဖို့အတွက်ကျွန်တော်တိုက်တွန်းညံပါတယ်။ကဲဒီရဲ့ဘက်မှာ Captain America Brave New World အကြီးထွက်လာတော့ကျွန်တော်ကြည့်ကြည့်ပြီးသွားပြီပေါ့လေ။ဒီကားရဲ့ MCU ထဲမှာတော်တော်လေး blame ခံနေရတယ်။လူလူကြိုက်လည်းတိတ်မများဘူးဗျာ။ review တွေဖတ်ကြည့်လည်းတိတ်မကောင်းဘူးပေါ့လေ။ကြိုက်တဲ့လူမကြိုက်တဲ့လူနှစ်ပိုင်းလုံးကကွဲနေရပေါ့။ဒါမဲ့ကျွန်တော်လည်းဒီကားကိုကြည့်ကြည့်လိုက်တယ်။သိပ်ပြီးတော့မျောလင်းချက်တော့သိမထားဘူးပေါ့လေ။ဂွမ်းမှာပဲဆိုပြီးတော့သဘောထားပြီးကျွန်တော်ကြည့်လိုက်တယ်။ဒါမဲ့ကျွန်တော်အထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲသွားရပြ။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကြိုက်တယ်။ ်အကမစိုးဘူးလို့ပြောလို့ရတယ်ဗောလေအဒီ brave new world ထဲမှာတော့ samuel sin ကဒါ captain america ဖြစ်လာတဲ့အချိန်မှာသူ့လူတွေက captain america ဆိုပြီးလက်မခံရအောင်အဲ့ဒီအတွက်ကိုဒါ captain america နေရာမှာသူ့မှာဖိအားကြီးကြုံရတယ်ဗောလေအဲ့ဖိအားကြီးနဲ့ရုန်းကန်နေရတဲ့အချိန်မှာပဲတစ်ဖက်မှာလည်းဒါ30 years ross ဗောလေအရင်ကားကြီးမှာလည်း mcu ကားကြီးမှာပါတယ်သူက american သမ္မတဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာဒါနိုင်ငံတကာအရေးခင်းနေအဲ့လိုမျိုးတိုက်ပွဲကြီးဖြစ်အောင်လှုံ့ဆော်နေရနောက်ကနောက်ကွယ်ကကျူးကိုင်တဲ့ villain တယောက်ရှိတယ်ဗျအဲ့ villain ကဘယ်သူလဲဆိုတော့ ဒါဆမ်မူဆရာလိုက်ပြီးဖော်ထုတ်တဲ့ဇလန်ပေါ့လေပြောရမယ်ဆိုလို့ရှိရင်တော့ action ကားဆိုတာထက် spy ဇလန်ပူဆန်တယ်ပေါ့ဒီကားနဲ့ပတ်သက်ပြီးကောင်းတဲ့အချက်တွေကိုအရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒါအဓိကသရုပ်ဆောင် Anthony Mackie ပေါ့လေ Anthony Mackie ကလုံးဝရင်ဘတ်ကြီးနဲ့ကိုနှစ်ပြီးသရုပ်ဆောင်တာဗျာသူက comedy တွေပါပြီးပါတေချာဖတ်ပြီးတော့ဒါ Falcon ရဲ့ character ဘယ်လိုမျိုး Captain America ရဲ့ character ဘယ်လိုမျိုးဆိုတော့သူတေချာလေ့လာတာပုံရရဗျာဘာပြောမစိုးပါဘူးဗျာလူ view chart လေးတွေကိုအနိုင်ကျင့်တဲ့ပတ်ပေါ်တော့ကွာနေပြီးတော့ဒါ Captain America တောင်ဖြစ်လာရဲဆိုတော့ ဲ့တော့ကတော့သူ့ကိုကျွန်တော်သဘောကျပြီပါကျွန်တော်ဒီကားမတိုင်ခင်တော့ကကျွန်တော်ကဆန်ဖက်စာလို့လို့ရှိရင်ဒါဘက်ကီကိုပဲကပတိန်အမေရိကဖြစ်စေချင်ခဲ့တာပေါ့လေဒါဒီကားကြည့်ပြီးတဲ့အချိန်မှာဆန်မကပတိန်အမေရိကကော်ရိုက်တာနဲ့လိုက်တယ်ဆိုပြီးကျွန်တော်ကိုယ်တိုင်မှခံစားသွားရတယ်ပေါ့လေအဲ့လောက်အထိကိုအန်တိုနီမက်ကီးရဲ့တရုတ်ဆောင်ဆွမ်းကြီးကကောင်းခဲ့ရတယ်ဒီကားရဲ့မှာတော့ဗျာစတီဗန်ဆမ်နဲ့ကပတိန်အမေရိကနှစ်ယောက်ဘယ်လိုကြီးကွာလဲဆိုတာသိချာရှင်းပြသွားရတယ်ပေါ့လေနှစ်ယောက်လုံးကတော့ဖိုင်တင်ဂန်တွေမှာဒိုင်းအုံဆုံးပြူလာခြင်း တူတယ်ဒါပေမဲ့လည်းသုံးလုံးသုံးနည်းပုံစံချင်းကွဲရပါလေဥပမာ Steve Rogers ဆိုလို့ရှိရင်ဒိုင်းအသုံးပြုတာသူက Super Soldier Serum ရှိတာဖြစ်တဲ့အတွက်ခွန်အားပိုသုံးတယ် Sam ဆိုလို့ရှိရင်တော့သူ့ရဲ့ fighting fighting action scene တွေမှာဆိုလို့ရှိရင်ဒါနည်းပညာပိုသုံးတဲ့ပုံစံမျိုးလေးပြရပါပဲအဲ့အရောနှစ်ခုကိုလုံးဝကွဲထွက်အောင်တိကျပြရတာတော့ကျွန်တော်သဘောကျတယ်ဗျာနောက်တစ်ခုကကြတော့စိတ်ပိုင်းဆိုင်ရာပေါ့လေ Sam က Steve ကိုအားကျပြီးတော့သူကတစ်ချိန်လုံးကြီးခဲ့တာ Steve Rogers က Captain America ကဘာဖြစ်လို့ဒါ Avenger ကြီးထဲမှာခေါင်းဆောင်ဖြစ်သတ်မှတ်ခံရတယ်ဆိုတော့သူလူတွေစီမှာရှိတဲ့အကောင်းဆုံးအချက်ကိုမြင်လား ဒီကားရဲ့မှာတော့ Avenger ကြီးမရှိတော့ဘူးဒါပေမဲ့ Sam မှ Luigi မှအကောင်းဆုံးရှိတဲ့အချက်တွေကိုမြင်တတ်အောင်ကြည့်တဲ့ပုံစံမျိုးနဲ့ဘယ်လိုပြောမလဲ Steve ရဲ့ legacy ပေါ့ဗျာ Steve ရဲ့အမွေအနှစ်ကိုဆက်ခံနေပေါ့လေနောက်တစ်ခုအနေနဲ့ကလည်း Captain America ဖြစ်တာလွယ်တာမဟုတ်ဘူးဖိအားရဲ့အရန်များတယ်လူတန်းကကိုယ့်ကိုအားကြတဲ့အချီမျိုးနဲ့ကြည့်ရတဲ့အချိန်မှာကိုယ့်အနေနဲ့အမားမရှိအောင်နေရတယ်အဲဘယ်လိုပြောမလဲကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကြောင့်မလို့ထိခိုက်မှာကိုစိုးရင်ရတယ်အဲ့ဘယ်လိုပြောမလဲလွန်ဆွဲနေတဲ့အရာတွေအကုန်လုံး Samuelson ကပေါ်လွင်အောင်တိုးဆောင်ပြသွားနိုင်တယ်ဗျာပြီးတော့ဒီကားကပြောရမယ်ဆိုလို့ရှိရင်တော့ MCU ဒါအခုဆိုလို့ရှိရင် Phase 5ထဲမှာပါရဲ့ပေါ့လေဒါပေမဲ့ Phase 4ကကားရင်လည်းပြန်ပြီးချိတ်သွားတာကိုမြင်ရတယ်ပေါ့သူဖြစ်တော့ဗျာ MCU ကအားလုံးသိရတဲ့အတိုင်းပဲ Avenger Endgame ထွက်ဒီ Endgame ထွက်ပြီးွားတဲ့အချိန်မှာဒါလုံးဝတော့တောက်လျှောက်ထိုးစင်းွားတယ် နောက်ပိုက်ထွက်တဲ့ကားကြီးကလည်းတကားနဲ့တကားအချိတ်ဆက်မရှိသလိုဖြစ်နေရယ်ဒီကားကြီးမှာအဲ့ဒါကြီးအကုန်လုံးတက်နိုင်သလောက်ရအောင်ဆွဲစီပြီးချိတ်ဆက်သွားပြရယ်ဗောလေဒီကားကြီးမှာအဓိက villain ဖြစ်တဲ့ the leader ဗောလေအဲ Roger Stern ဆိုလို့လို့ရှိရင်လည်းဒါ incredible hawk ထဲမှာပါတယ်အဲ့ကားကြီးမှာအစပြုထားပြီးဒီကားကြီးကမှ villain ဖြစ်တယ်နောက်ပြီးတော့ဒီကားကြီးမှာဒါတို့ဒီ Italian ကားကြီးမှာပါတဲ့ Celestia ကောင်ကြီးကခဲဝါရယ်ဗောလေအဲ့ဒါကိုလည်းတို့ဒီလူဖို့အတွက်ကိုကြိုးစားကြရတဲ့ဟာဒါဆိုလို့ရှိရင် Italian လည်းပြန်ချိတ်ထားနောက်ပြီးတော့ Falcon and Winter Soldier ရဲ့ character တွေလည်းပြန်ချိတ်ထားတယ်အထူးဖြစ်တော့ဗျာ ဒီ MCU Phase 5မှာထွက်လာတဲ့ကားတွေမှမြောက်ကုန်တော့ Phase 4နဲ့တီးခြားစီလို့ဖြစ်နေတယ်။အဲ့ဒီအကုန်လုံးဒီကားတွေမှာတော့ပြန်ပြီးဆွဲချိတ်ဖို့ကြိုးစားသွားတဲ့အပြင်ရော Now Phase 6မှာထွက်လာမဲ့ကားတွေအတွက်ကိုလည်းသူကလမ်းခင်းပေးသွားတယ်ပေါ့လေ။အဲ့တော့ Anthony Mackie အကြောင်းပြောပြီးဆိုလို့ဆိုလို့ရှိရင်တော့နောက်ထပ်အဓိကသေဆုံးတယောက်ဖြစ်တဲ့ Harrison Ford ပေါ့လေ။ဒါဒီကားရဲ့မှာ Harrison Ford ပါတော့ကျွန်တော်နေရဲစားသွားတယ်ပဲ Harrison Ford ပါရဲ့နောက်ပိုင်းကားတွေကခွမ်းလာများတယ်ဗျဒီဘဲကြီးကအသက်80နှစ်တောင်ရှိနေပြီတချိန်တစ်ခါတော့အောင်မြင်ခဲ့ရတော့မှန်ပါတယ်ဒါပေမဲ့ဗျသူ့အနေနဲ့အေးဆေးနားရင်နားလို့ရနေတဲ့အနေအထားမျိုး အော်ဒီဘဲကြီးကတော့ဒီကားထဲမှာပါတာ MCU ဆိုတော့လေကွာပတ်စံကောင်းကောင်းရတော့ဝင်ပါရယ်ဆိုပြီးတော့ကျွန်တော်ထင်ခဲ့တယ်။ဒါပေမဲ့သူအဲ့လိုမဟုတ်ဘူးဗျ။သူ့ character ကိုတော်တော်ကြီးကိုစိတ်နှစ်ပြီးတရုပ်ဆောင်လာတွေ့ရတယ်။ဒါ30 years 30 years Rosa အရင်ကားထဲမှာတွေ့ရတဲ့အတိုင်းပဲ။သူကဒါစစ်ဘိုလ်ချုပ်ဟောင်းသူကအတိတ်မှာမကောင်းတဲ့အရာကြီးရှိရဲ့။ဒီကားထဲမှာတော့သူကတမရဖြစ်လာတယ်။တမရဖြစ်လာတဲ့အချိန်မှာအဲ့ဒါကိုဖုံးဖိပြီးတော့အကောင်းဆုံးဖြစ်အောင်သူကြိုးစားတယ်။ဒါပေမဲ့လည်းသူစိတ်မှာအမြဲလွန်ဆွဲနေတယ်ဗောလေ။အဲ့ character ကြီးအကုန်လုံးပေါ်လွင်အောင်သူတေးဥဆောင်ပြသွားနိုင်တယ်ဗောလေဒီနေရာမှာစိတ်မကောင်းစရာကောင်းတာကတော့ Thaddeus Ross character နေရာမှာတော့ရှော့ သယုတ်ဆောင်ရဲ့ဝီလျံဟာဆိုရဲ့သယုတ်ဆောင်ကြီးပေါ့လေသူကတော့တောင်နှောင်းနှောင်းနှစ်ခုနဲ့မှကွယ်လွန်သွားခဲ့ပြီသူမကွယ်လွန်ခဲ့အချိန်မှာလဲဒီကပတိန်မရီကရုပ်ရှင်ကားတက်မှာဒီကရိုက်တာသူ့ရဲ့ကရိုက်တာရော့ဆာရက်ဟော့အနေနဲ့ဖြစ်မယ်အဲ့တော့သူကိုရန်ကလည်းသဘောကျပါတယ်ဆိုပြီးတော့သူ ပြောခဲ့ရပေါ့လေသူကိုယ်တိုင်လည်းအရန်သယုတ်ဆောင်ကျင်နေရသူက MCU ရဲ့ Marvel Studio ရဲ့ခေါင်းဂိုင်ဖခင်ကြီးဖြစ်တဲ့ Kevin Feige ကို Ross ကိုဘယ်အချိန်မှာ Rohan အနေနဲ့ပြောင်းပြီးတော့ရိုက်မှာလဲဆိုပြီးတော့သူတောက်လျှောက်သွားမေးခဲ့ရလို့လည်းသိရတယ်ဗျဒါပေမဲ့တကယ် Rohan character ပါလာတဲ့အချိန်မှာတော့သူမရှိခဲ့တော့ဘူးပေါ့လေအဲ့ဒါလည်းစိတ်မကောင်းစရာပါပဲအဲနောက်ဆုံးဒီကားရဲ့နောက်ဆုံးခန်းပေါ့လေအဲပြောရမယ်ဆိုလို့ရှိရင်တော့ဒါဒီကားကလည်း spoiler လောက်တာတော့မဟုတ်ပါဘူးဒီ trailer ရှိတဲ့လူတွေလည်းသိပြီပေါ့နောက်ဆုံးခန်းမှာဒါ Cherry Bin နေအောက်မှာ Falcon နဲ့ Rohan နဲ့တပမရရတယ်ပေါ့လေ အဲ့ဒီခန်းကိုလည်းကျွန်တော်သဘောကျတယ်ဗျာ။ဘာကြောင့်သဘောကျလဲဆိုတော့ Washington DC မှာ Cherry Bin တွေရှိတယ်။ကျွန်တော်အဲ့ဒါကိုမယုံလို့ကျွန်တော် online မှာပါပဲကျွန်တော်ရှာကြည့်ပြီးွား။ဂျပန်နေကိုရီးယားကိုလှူခဲ့တာ American ကိုဒါသူတို့ဘယ်လိုပြောမလဲဂျပန်နဲ့ American နဲ့ငင်းငယ်ကြီးဆန်ပြီးတော့ဒါခွင့်လွတ်တယ်တယောက်နဲ့တယောက်ခွင့်လွတ်တယ်ဆိုတဲ့အထိပ္ပယ်နဲ့သူတို့လှူခဲ့တာပေါ့လေ။အဲ့ဒီနေရာမှာသူတို့နှစ်ယောက်ဒီဘယ်လိုပြောမလဲ action scene တွေရိုက်ပြီးတော့မှနောက်ဆုံးဇက်သိမ်းဖြီသွားတဲ့ဟာလေးကိုတော့ကျွန်တော်သဘောကျတယ်ဗောလေဒါကတော့ ကျွန်တော်ဘာကြောင့်ဒီလိုပြောလဲဆိုတာဇလန်တစ်ခုလုံးကြည့်ပြီးအချိန်မှာတော့ခင်ဗျားတို့ခံစားမိနေမှာဗျာအခုနပြောခဲ့ရတော့ဒီကားရဲ့အာသာချက်တွေပေါ့လေဒါမှမဟုတ်အားနေချက်တွေကလည်းတပုံတပင်ကြီးပဲဗျာကောင်းတာတွေမကောင်းတာတွေအများကြီးရောဖေးနေရပေါ့လေအကြီးမားဆုံးအားနေချက်ကတော့ Captain America Winter Soldier ကိုစမ်းသစ်ထားတဲ့ပုံစံနဲ့ပုံစံမျိုးဖြစ်နေရပဲ Winter Soldier နဲ့အရန်တူနေဗျာ Winter Soldier ကြည့်ပြီးရပြဿနာလို့ဆိုသိမယ် Captain America ပါတယ်အဲ့ကားထဲမှာ Falcon ပထမဆုံးစပါလာတယ်ပြီးရင် Black Widow ပါတယ်ပြီးရင် Villain တယောက်ရှိရ Villain ကလူသားသမား အဲ့အဲ့ villain လူသားသမားကိုကျူးကင်နေရဲ့နောက်ွယ်ကကျူးကင်နေရဲ့ villain တယောက်ထက်ရှိမယ်ဒီကားလည်းအဲ့တိုင်းပဲအဲ့ formula ကိုပဲပြတ်သုံးထားတာကွာခြားချက်ကတော့နောက်ွယ်ကကျူးကင်နေရဲ့ villain ကဘာမှတိတ်အစွမ်းစားမရှိဘဲနဲ့သူကျူးကင်တာခံရတဲ့ villain ကအစွမ်းရှိနေတာပဲဒါပဲကွာသွားတယ်ပြီးတော့ falcon လည်းပါတယ်အဲ့ဒီကားထဲမှာပါတဲ့ falcon အစ်စ်ကတော့ကျွန်တော်လုံးဝ annoy ဖြစ်စေပေါ့ဒါပေမဲ့ black widow အစ်စ်လိုမျိုး ဆက်ဆံလဲတယောက်ပါတယ်သူ့ကိုတော့ကျွန်တော်သဘောကျရတယ်ဗောလေအဲ့ဒါကတော့ formula ဟောင်းကြီးကိုပြန်ပြီးတော့တုံးချတာတွေကိုမမြင်မိရဲ့ဗျာဒီကတော့အဓိက ground စီရဲ့အချက်ကတော့ villain ကအရန်ဝိနေတာပဲ winter soldier ရဲ့မှာရောကကျတော့ villain ကဗျာဘာပဲပြောဗျာကြည့်ရဲ့လူတွေအကုန်လုံးဆွဲခေါ်နိုင်သွားရှိတယ်ဒီကားရဲ့မှာကျတော့နောက်ဆုံးဇက်သိန်းမှာ red hornet falcon fight မယ်ဆိုတာကျွန်တော်ကြော်ရကြည့်ရမြင်နေပြီဘာမှမျှော်လင့်စရာမရှိတော့အဓိက feeling ကဘယ်သူလဲ the leader လား red hawk လားဒါမှမဟုတ် society လား suspect society လား suspect society ကလည်း ဘယ်လိုပြောမလဲအပျော်ရန်တခါတော့ဝင်ပါရဲပုံစံမျိုးလေးဖြစ်နေအဲ့ဒါတော့ဒီကောက်အကြီးအကျယ်ဝိစေတဲ့အချက်ပဲနောက်တစ်ချက်ကတော့ဒီဘယ်လိုပြောမလဲဒီဖက်ကိုဒီဆမ်မွေဆင်ရဲ့ character တချို့တရားလို့တွေတော့ပေါ့လေဆမ်မွေဆင်ကဒါဖက်ကွန်ဝင်တာဆိုကြရဲမှာဆိုလို့ရှိရင်စနေတာရောသူကပြဟောက်လိုက်တည်းရ You've got to do better senator ဒီကောက်ရဲမှာဆိုလို့ရှိရင်တမရဟိုပါပြဟောက်တဲ့အဆင့်ထိရောက်လာပြီဗာအမေရိကန်တမရတယောက်ကအဲ့လောက်တော့မှအဆင့်ကနေပါသွားပြီဒါပြီးတော့ဗျာဒီကောက်ရဲမှာသူနိုင်ငံတကာအရေးခင်းနေပါရဲ့ပါရဲ့အချိန်မှာအမေရိကန်တမရကြီးကလိုက်ပြီးတခြားနိုင်ငံတွေလိုက်တောင်းပန်နေရတာ ဘလို့မှဗျာလက်တွေ့မဆန်တဲ့ဟာကြီးဗျာအဲ့ဒါကြီးတော့ကျွန်တော်ဘလို့မှအဆင်မပြေဘူးဒီလက်ရှိအမေရိကန်နိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံကြီးတွေကိုပါအတင်းကြီးဆွဲမသွင်းနဲ့ဗျာဒီကိုင်းမှာပါရဲ့ Ross Ross ပေါ့လေတမရဒါတကယ်အပြင်ရရှိတဲ့လက်ရှိအမေရိကန်တမရကိုတယောက်သောသူနဲ့သွားဆင်နေသလားလို့တော့ထင်မိရတယ်ပေါ့လေပြီးတော့ဒီကိုင်းမှာ Winter Soldier ရဲ့အဓိကအသက်သွေးကြောင့်လို့ပြောရမယ်ဒါ Captain America ရဲ့ Falcon ရဲ့ Black Widow ရဲ့ Dynamic ပေါ့လေသူတို့တောင်ရောက်ကဆက်ဆံရေးပေါ့လေ အဲ့တော့လေဒီကားရဲ့မှာထပ်ပြီးပုံဖော်ဖို့ကြိုးစားရပါလေဒီကားရဲ့မှာကျတော့ Captain America ဆန်ဝင်ဆင်ဖြစ်သွားပြီ Falcon နေရာမှာတော့ Jacqueline Torres ဆိုတဲ့ကောင်လေးရောက်လာတယ် Falcon 2.0ပေါ့ကျွန်တော်ကတော့သူလုံးဝမကြိုက်ဘူး Impact စကားများရဲ့အရင်အနှွားရင်းဖြစ်တယ်ဗျာသူပါရဲ့ခန္ဓာနောက်တစ်ယောက်ကတော့ဒါ Black Widow ဟောင်းပေါ့လေဒီ Ruth ပေါ့လေ Ruth ကကျတော့ဒီကားရဲ့မှာဒါ American သမရရဲ့ အကြံပေးပေါ့လုံုံရင်းအကြံပေးပေါ့လေ तू तू လဲအဲ့ကောင်မလေးနေရာမှာတရုတ်ဆောင်နေအစ္စရေးမင်းသမီးလဲမစိုးဘူးပြာသူ့ကိုတော့ကျွန်တော်သဘောကျတယ်ဒါပေမဲ့ကျွန်တော် Falcon ဘလို့မှခံစားလို့မရဘူးဒီကားမှာပါရ Falcon တော့ဒါပေမဲ့ဒီကားကဒီထက်ပိုပြီးအများကြီးကောင်းတင်တယ်ပြာသူတို့ရှေ့မှာတောက်လျှောက်ယူသွားရဲ့ဇလန်းနေလဲတော်တော်ကောင်းတယ် villain ဝိနေရတယ်သူတို့ပြချင်တာအရင်များနေရတယ်နောက်တစ်ခါကျတော့ Marvel ဒီ Marvel Studios က Phase 4မှာ5မှာသူတို့ရုပ်ရှင်ကားကြီးထွက်ခဲ့တဲ့ကားကြီးတော်တော်ကွဲတော်တော်များများမပေါက်ဘူးကွဲရယ်ပေါ့လေအကြီးအကျယ်အဲ့ရိုင်းမှာသူတို့ကဒီ ကပတိန်အမေရိက Brave New World ကိုလည်းအစမ်းထွင်ဖို့မကြိုးစားတော့ဘောင်လေးရပဲရိုက်ပြီးတော့ safe side ဖြစ်တဲ့လမ်းကိုရွေးခလိုက်တယ်ဒီကားကနောက်ထပ်လာမဲ့ဒီကားနောက်ထပ်လာမဲ့ face 6အတွက်ကိုသူကလမ်းခင်းကြောက်ပုံစံမျိုးဖြစ်သွားပြီနောက်ထပ်ဇလန်းနေဆက်လို့ရအောင်လမ်းခင်းကြောက်ပုံစံမျိုးရိုက်လိုက်တာဖြစ်တဲ့အတွက်ပေါက်တဲ့တဲ့တော့လည်းမပေါက်ပဲနဲ့ကောင်းတဲ့တဲ့တော့လည်းမကောင်းတော့ဒီထပ်ပူကောင်းအောင်ရိုက်လို့ရရတယ်လည်းမကောင်းဖြစ်သွားရပြန် ဲ့တော့လည်းဒီကားရဲ့မှာဗျာရင်မကြီးနှစ်ပြီးတေးအိုးဆောင်ခဲ့အန်တိုနီမက်ကီအတွက်တော့စိတ်မကောင်းဖြစ်မိရပါလေ။ဒါဒီကားရဲ့မှာနောက်လာမဲ့ face six အတွက်ဘလို့လမ်းဖော်သွားလဲဆိုလို့ရှိရင်တို့ဗျာ celestial ရဲ့အယုတ်ကြီးမှာတို့ဒါတတုအရေးအရေးပါတဲ့တတုတမျိုးလူမယ်လို့ပြောတယ်အဲ့ဒါရောအဒမန်ဒီယာဆိုတဲ့တတု Marvel ရုပ်ရှင်တွေကြည့်ရလူတွေ Marvel comedy ဖတ်တဲ့လူတွေဆိုလို့ရှိရင်သိရပြီအဒမန်ဒီယာတတုကိုဘလို့တုံးလဲဘသူတွေတုံးလဲဆိုတော့ Wolverine ဗျာတုံးတယ်ပြီးလို့ရှိရင် Lady Death Strike ဗျာပြီးလို့ရှိရင် X-23 သူတို့တွေတုံတယ်အဲ့တော့ mutant တွေအတွက်လည်းလမ်းကြောင်းဖွင့်ပေးလိုက်တယ်ပြီးတော့ဒီ guy ရဲ့ post credit scene မှာလည်း multiverse ဆိုတာရှိရယ်ဆိုပြီးတော့ the leader ကနေပြီးတော့ဒါ faculty captain america ကိုပြောခဲ့ရယ်ဗောလေအဲ့ဒီအတွက်လည်းဒါနောက်လာမဲ့ fantastic four the land တွေတခြား multiverse land တွေအတွက်ကိုလမ်းဖွင့်ပေးခဲ့တယ်နောက်တစ်ခုကကြတော့ဒါ American Tamara Kurai, Ross Kurai က Falcon Avenger တွေကိုပြန်ပြီး Avenger အဖွဲ့ပြန်ဖွဲ့စည်းပါဆိုပြောခဲ့။အဲ့ဒီတော့လောလောဆယ်မှာတော့ Avenger ကားအစ်စ်တွေက ဒါ faces ရမှာပါပါဆိုပေမဲ့ဒီကားကနေစပြီး Avenger ကြီးပြန်ဖွဲ့ရောမယ်ဆိုတဲ့ဟာကိုလမ်းစာဖော်ပေးခဲ့။ပြောမယ်ဆိုလို့ရှိရင်တော့နောက်ကားတွေအတွက်ကတော့ဒီကားမှာလမ်းစာကြီးဖော်ပေးွားခဲ့။အဲ့ဒီအတွက်လည်းဒီကားကကောင်းကင်တော့မကောင်းတဲ့အတွက်တော့ကျွန်တော်တော့အာသာမပြေဖြစ်မိရယ်ဗောလေဒီထက်အများကြီးပိုကောင်းနိုင်ရယ်ဒါနဲ့အဲကျွန်တော်နည်းနည်းတော့ဗျာဘယ်လိုပြောမလဲအသေးရရယ်ဗောဗျာဒီထက်ပိုကောင်းနိုင်ရယ်ဒါဗျာဘာကြောင့်ဒီထက်ပိုမကောင်းပိုကောင်းအောင်မရိုက်ရတာလဲဆိုပြီးရောဗောလေဘယ်လိုပဲဖြစ်ဖြစ်ပါဒူတွေပြောသလောက်တော့ဒီကားကြီးကဂွမ်းနေရမဟုတ်ဘူးဖေးနေရမဟုတ်ဘူးဆမ်မွေလ်ဆင်ရဲ့ character development ကိုကြည့်ချင်တယ် ဆိုလို့ရှိရင်တော့ဒီကားကိုကြည့်ဖို့အတွက်မဖြစ်မနေကြည့်ဖို့အတွက်ကျွန်တော်တိုက်တွန်းညံပါရဲ့အာရှေ့ကားရှေ့ရအောင်မြင်ခဲ့ကပတိန်အမေရိကကားကြီးရောမှီမှာမဟုတ်ဘူးဒါပေမဲ့လည်းဗျခုနောက်ပိုင်း MCU ကားကြီးဂွမ်းနေတဲ့အချိန်မှာတော့ဒီကားလေးကတော့တကယ်လူလိုသူလိုလေးထွက်လာတယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ဗျဒါကတော့ဒါကပတိန်အမေရိကကပတိန်အမေရိက Brave New World ကိုကျွန်တော်ကြည့်ပြီးတဲ့အချိန်မှာကျွန်တော်အမြင်ကိုသုံးသပ် ြတဲ့ review ပါပြည်သက်နေအနေနဲ့လည်းကိုယ့်အမြင်ပြောချင်တာလေးကျွန်တော်ရဲ့ review ပြန်ပြီးဝေဖန်ချင်တာလေးရှိရဆိုလို့ရှိရင်လည်း comment မှာရေးပေးခဲ့ပါအောင်ဒီ season ကိုအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သက်တွေအားလုံးအသက်ရှင်တဲ့ပတ်စံဝင်ပါသလိုဆူတောင်းရတဲ့ဒီ season ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗျာ